ဒါကတော့တလန်းလုံးထိုင်ထားလုပ်ပြီးတွားသွားနေရတဲ့ထူးခြားဆန်းပြခရီးစဉ်မှာဒီခီးစဉ်ကိုသွားတဲ့သူတွေကလက်တထောင်စင်းတဲ့သူတွေမှာအခုလို့ခြေကိုက်ပုံမဲ့တာတွေကင်းဝေးစေဖို့အစိုးကလေးတွေတောင်ဆွတ်ထားရပါသေးတယ်။32မိုင်လောက်ဝေးတဲ့ခရီးရှည်ကြီးကိုမမောမပန့်နဲ့လမ်းလျှောက်သွားရတာဖြစ်ပြီးယူတနန်လည်းမဟုတ်ပဲအခုမြင်နေရသလိုလက်အုပ်ချီပြီးတော့မှောက်ရက်ကြီးဝေပြူလိုက်ပြန်ထားလိုက်နဲ့တလန်းလုံးကိုဖျက်တမ်းရမှာဖြစ်ပါတယ်။ဒါကတခြားတော့မဟုတ်ပဲ Kilash Kora လို့အမည်ရတဲ့ဖျားဘူးခရီးစဉ်မှာအခုလိုမျိုးတစ်ခါဝေပြူပြီး ခြေ၃လလောက်လျှောက်ပြီးတာနဲ့ဒါမျိုးကိုနောက်တစ်ခါပြန်လုပ်ရပါတယ်။ခရီးစဉ်တစ်လျှောက်လောက်အခုလိုပုံစံနဲ့ပဲမမောမပန်းသွားကြတဲ့အကြောင်းရင်းကတော့ဒါကသူရဲ့အယူဆနဲ့ရိုးရ delay တခုဖြစ်နေတာအကြောင်းပါပဲ။လူတချို့ကတော့ခရီးစဉ်ရဲ့အစအဦးဆုံးသားမှာပဲဝေးပြူတာကိုတစ်ခါလောက်ကြပြီးတော့32မိုင်ခရီးကိုတာမန်လိုပဲလမ်းလျှောက်သွားလေးရှိပါတယ်။ဒါပေမဲ့လည်းဒလီတုံလက်ကိုအရန်တက်မိုးထားတဲ့သူတွေကတော့ယနေ့အချိန်ထိ32မိုင်ဝေးတဲ့ခရီးရှည်ကြီးကိုအခုမြင်နေရတယ်လို့ပြုလုပ်ပြီးတော့မှသွားနေကြတာပါ။ ခီးစင်မှာပါဝင်ကြတဲ့သူတွေကလည်းတကယ်ကိုများပြားလွန်ပါတယ်။ပရိသတ်တို့ရောဒီပြားဖို့ခီးစင်နဲ့ပတ်သက်လို့တည်ထားတာလေးတွေရှိတယ်ဆိုရင်ကမ္မမှာဆွေးနွေးခဲ့ပါနော်။